YWD online media ကိုကြည့်ချူအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။တန်ဃာတကာနှွေးထွေးရင်းနှီးစွာတွေ့ဆုံလူဒန်းပွဲနဲ့အနော်ထဗုဒ္ဓတက္ကသိုလ်အာစိန်နဂံကုတုချွေအိုမြောက်နံပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့မှာ2023ခုအောက်တိုဘာလကကျင်းပခဲ့တဲ့သာသနာအမွေခံယူပွဲမှာသာသနာအမွေခံအလှူခြင်းများနဲ့ စာရှစာတင်ဖေရှင်တားတော်ရေဒနာများတတိယအကြိမ်နျူထရီပြူငါယင်းဤစွာ တွဲဆောင်လူရန်ပွဲနဲ့နောအထဗုဒ္ဓတက္ကသိုလ်အစိဏကံကုသိုလ်ရွှေအိုးမြုပ်နှံပွဲအခမ်းအနားကိုသာသနာတော်နှင့်2569ခုနှစ်ကောစာတက်ကရ1388ခုနှစ်ဒီဇင်ဘာလဆန်းလျှောက်ရက်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့နေ့လယ်2နာရီက ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်ဇမုတီတီဗိမ္မာန်တော်မှာကျင်းပခဲ့ပါတယ်။အဆိုပါခန်းနာကိုကြောက်ရောက်တော်မူလာကြကုန်သောဆရာတော်များနဲ့သာသနာအမွေခန်းအလှရှင်မိသားစုများကနမောတတ၃ချိန်ယူဆို၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနွေထားဖောင်ဒေးရှင်းဘိုးအမှုဆောင်ဆရာတော်ဒေါက်တာ သစ္စနာထံမှငါးပါးတီလာခံယူစောင့်တည်ခဲ့ကြပါတယ် အဲ့ဒီနောက်မှာတော့ Noeta Foundation ဥက္ကဋ္ဌဆရာတော့မစိုးရင်ဒေါက်တာဗုဒ္ဓပေယမှာ Noeta Foundation အကြောင်းသိကောင်းဆရာများကိုမိန့်ကြားခဲ့ပါတယ်ဆလပီစာချစာတင်ထေရှင်တို့အားအကျိုးတော်ဆောင်ဥပဒ္ဒကအဖွဲ့မှခန်းနာသူပင့်ဆောင်ခဲ့က နွယ်အထာဖောင်ဒေးရှင်းဘိုးအမှုဆောင်ဆရာတော်အရှင်ကုမှုဒါလင်္ကာရမှာစာတင်စာချထေရှင်184ပါးတို့အားတပါးလျှင် 35000ကျပ်နဲ့263ကျပ်နဲ့လူပွဲဝိထုအစုစုတို့အားစာချစာတင်ထည့်အရှင်မြတ်တို့ထံဆက်ကလှူဒန်းပေးခဲ့ပြီးတန်ဃာတော်အရှင်သူမြတ်များမှမေတ္တာသုံးပြိတရားတော်များရွတ်ဖတ်ရှင်းမြင်ခဲ့ပါတယ်ဆလပီအနွေထားဖောင်ဒေးရှင်းဥက္ကဋ္ဌဆရာတော်မစိုးရင်ဒေါက်တာဗုဒ္ဓပေယမှာရေဆက်ချမှုမောဒနာတရားဟောကြားခဲ့ပြီး ဥဒတာနန်စီအန်တေတူတူ၃ချိန်ယူဆို၏အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ဆိုပါအခမ်းအနားနှင့်ပတ်သက်ပြီးအနွယ်ထဖောင်ဒေးရှင်းဥက္ခရဆရာတော်ဒါဗုဒ္ဓဘီယာမှအခုလိုမိန့်ကြားထားပါသည်။အခုရန်ကုန်မြို့မှာဘုံဘုံတို့ပထမအကြိမ်ဒုတိယအကြိမ်ကျင်းပခဲ့တဲ့သာသနာအမွေခံဘွဲကြီးတွေရဲ့ဒါသာသနာအမွေခံ အလူရှင်ပေါင်း 380ပေါ့အဲ380ကနေပြီးတော့မှဒီစာချစာတင်ထေ ရှင်ပေါင်း380ကိုဖုန်းဖုန်းတို့ဒါတပားလည်းတသိန်းခွဲကျက်နှုန်းနဲ့ဒါသိန်း900ဝန်းကျင်ဒါလှူဒန်းနဲ့ပွဲဖြစ်ပါတယ်အဲဖုန်းဖုန်းတို့သာသနာ့မွေခမ်းအလူရှင်အဲများနဲ့သာရောယရနာများနဲ့တွေ့ဆုံပြီးတော့မှဒါ လူတန်းနဲ့ပွဲဆိုတော့ဒီကြိမ်ကတော့380ဖြစ်ပါတယ်တန်ခါပေါင်း380ဖြစ်ပါတယ်ဘုံဘုံတို့ဒီ Another Foundation ရဲ့စာချစာတင်ထေရှင်အစဉ်ဆောင်ရွက်ရေးစီမံကိန်းရဲ့ရွှေချက်ကမြန်မာနိုင်ငံမှာစာတင်တိုက်တွေအများရန်ခိုင်မြဲနေဖို့ရှိရပါတယ်စာချစာတင်ထေရှင်နေစာတင်တိုက်တွေမှာပျော်နေမှာ တော်နေမှသာသနာတော်ကြီးကအားကောင်းနေမှဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုန်းဘုန်းတို့ဒီသာသနာအမွေခံပွဲတွေကျင်းပရခြင်း အကြောင်းကတော့ရွှေချက်ကတော့စာသင်သားတန်ဃာတော်များစာသင်တိုက်တွေမှာပျော်ပြီးတော့ပိဋကစာပေတွေမှာပုံမူပြီးတော့တော်လာအောင်ရွယ်ပြီးတော့အကျင့်ပါတာဖြစ်ပါတယ်အဲ့တော့ဘုန်းဘုန်းတို့ကဟို ကဲလုံးမှမြဲမယ်လို့ဒီယုံကြည်ချက်နဲ့လောက်တာဖြစ်ပါတယ်အဲ့တော့ဒီပွဲဟာတကယ်တော့ထောက်ပံ့လူဒန်းယုံလောက်တဲ့ပွဲမျိုးမဟုတ်ပါဘူးထောက်ပံ့လူဒန်းနေဆိုတာကတော့ဒါတကားရီအနေနဲ့ထောက်ပံ့လူဒန်းနေဆိုတဲ့အအနေထားပါဒီပွဲဟာထောက်ပံ့လူဒန်းယုံမဟုတ်ပါဘူးသာသနာ့အမွေခံယူရဲဆိုတာမိဘ လှုပ်ကြတာဖြစ်ပါတယ်မိဘလှုပ်ကြတာဖြစ်တဲ့အတွက်မိဘမေတ္တာနဲ့တကယ်တန်ခါရတနာများကိုကိုယ့်ရဲ့သားတော်ရတနာများအဖြစ်တကယ်နှလုံးသားနဲ့နှစ်ပြီးတော့မှဂယုစိုက်တဲ့ပွဲ ဖြစ်ပါတယ်အဲ့တော့ဒီပွဲဟာအာစัจချစာသင်ထေအရှင်နေဟာသူတို့ရဲ့ဒီတန်တရာကတော်ခဲ့တဲ့မိဘတွေနဲ့ပြန်တွေ့ရတယ်လို့သူတို့လည်း ခံစားကြအလူရှင်များကလည်းတန်ត្រာမှာသူတို့ရဲ့တာယရဏာတွေနဲ့ပြန်တွေ့ရတယ်လို့ဒီလိုခံစားကြဒါကြောင့်မလို့ဒီမိဘမေတ္တာနဲ့သာသနာတော်ကြီးကိုစောင့်ရှောက်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံဖုံတို့စာချစာတင်ထေရှင်နေဟာဒီသာသနာအမွေခံယူကြတဲ့မိဘတွေရဲ့ဂယုဆိုင်စောင့်ရှောက်မှုနဲ့ သာသနာတော်မှာပူပျော်လာတာတွေလည်းတွေ့ရပါတယ်။ပရိယတ်တိစာပေတွေမှာ ပို့ပြီးတော့ကြိုးစားအားထုတ်လာတာတွေလည်းတွေ့ရပါတယ်။ဘုန်းဘုန်းတို့ဒီ Nora Foundation ရဲ့စကားစာသင်ထည့်ရှင်အစဉ်ဆောက်ရှောက်ရေးစီမံကိန်းကို2019ခုနှစ်မှာ စတင်ခဲ့ပါတယ်။2019ခုနှစ် November 26ရက်နေ့ဘုန်းဘုန်းတို့မန္တလေးမြို့ပရိယတ်တိအသင်းကြီးမှာ ဥလသိမ့်ဗိမာန်ကြီးမှာဖဖို့တို့တန်ခါ300ကိုမိဘ300ကစတင်ပြီးတော့အမွေခံယူခဲ့ပါတယ်2019ခုနှစ်ကဒီစီမံကိန်းကြီးကိုစတင်ခဲ့ပါတယ် မိတို့ရဲ့တားလာရဲ့နာ စာချစာတင်ထေရှင်တို့အားနော်ရထဖောင်ဒေးရှင်းဤစာချစာတင်ထေရှင်အစဉ်စောက်ချရေးစီမံကိန်းအရာတာသနာအမွေခံအလှရှင်တာသနာမိခင်ဖခင်မိသားစုဝင်တို့မှာကတိစာပေများဖြစ်ဆိုနေကြစဉ်အတော့ကူဖြစ်စီရန်လှူဒန်းတာဖြစ်တယ်လို့သိရပါတယ်နော်ထားဗုဒ္ဓဖောင်ဒေးရှင်း၏စာရှားစာတင်ထေးချင်းအစဉ်စောက်ချရေးစီမံကိန်းအရသာသနာအမွေခံယူခဲ့ကြသော အလူရှင်မိသားစုများနဲ့ဒုတိယအကြိမ်နဲ့တတိယအကြိမ်တွဲဆောင်လူတန်းပွဲနဲ့အနော်ရထဗုဒ္ဓတက္ကသိုလ်အာစိန်နကံကုသိုလ်ရွှေအိုမြုံနံပွဲအခမ်းအနားကိုအောက်တိုဘာလ25ရက်နေ့နဲ့26ရက်နေ့တို့မှာကျင်းပတာဖြစ်ပြီးဘီဆာရှစာတင်ထေရှင်ဘားလျင်ငွေ35000ကျပ်နဲ့ငန်းအစရှိတဲ့လူပွဲဝတ္ထုအစုစုတို့ကိုလှူဒန်းတာဖြစ်ပြီးစုစုပေါင်းကျပ်3500ခန်းလှူဒန်းခဲ့တယ်လို့သိရှိရပါတယ်ရှင်